အားလုံးပဲမင်္ဂလာပါခင်ဗျာဗော်ဒူးလီမနက်မှာဆိုလို့ရှိရင်တော့ချန်ပီယံလိ16တင်းအဆင့်ရေပေါ့နော်ရှုံးထွက်ပထမအကြော့ပွဲစဉ်တွေရှင်ပြိုင်ကစားဖို့ရှိပါတယ်ဆိုတော့ထုံးစံအတိုင်းပွဲချုပ်တုံးသက်ခံမှန်းယူချင်မှုလေးပြုလုပ်ပေးခြင်းပါတယ်အဲဆိုတော့ပြီးခဲ့တဲ့ဒါစနေတနင်္ဂနွေရေပေါ့နော်ဂျာယက်မှာကစားခဲ့တဲ့ပွဲစဉ်တွေမှာတော့ကျွန်တော်တို့ဒါ SNTV member group လေးမှာအဲ၃ရက်ဆက်ပေါ့နော် OK ခဲ့တာမျိုးလေးရှိရေပေါ့နော် member body ပွဲလေးအကုန်နှီးပါ OK ခဲ့တာဖြစ်တဲ့အတွက်ပေါ့နော်အဲကိုညီကိုရီအဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဆိုတော့ချန်ပီယံလိပွဲစဉ်တွေကိုလည်းထုံးစံတိုင်းကျွန်တော်အကောင်းဆုံးကြိုးစားပြီးတော့ဗောနော်အာဒါ၄ပွဲရှိတယ်ကံမှုဗောနော်ဘတ်ဗူးလီမနက်မှာအဲ့ဒီပွဲစဉ်တွေကအကြိုက်ဆုံးပွဲစဉ်၂ပွဲကိုကျွန်တော်ရွေးချယ်ပြီးတော့တုံးသက်ပေးခြင်းအဲပေးသွားမှာလည်းဖြစ်ပါတယ်အဲဆိုတော့ပထမအဆုံးအနေနဲ့ခမန်းပေးခြင်းတာကတော့အဲ7/25မှာရှင်ပိုင်ကစားမဲ့ Belgian Club Club Brugge နဲ့ Premier League အသင်းဖြစ်တဲ့ Aston Villa အသင်းတို့ရဲ့ပွဲစဉ်ဆိုတော့ဒီနှစ်သင်းကတော့ဒါ Leaf Face ပေါ့နော်ဒီအုပ်စုပွဲစဉ်တွေမှာတော့ငါလည်းတွေးဆုံခဲ့ဘူးတဲ့အဲ့တုန်းကလည်း Club Brugge ရဲ့အိမ်ခွေးမှာပဲ Aston Villa အသင်းနဲ့ပေါ့နော်တွေ့ဆုံခဲ့တာမျိုးရှိတယ်။အဲ့တုန်းက Villa အသင်းနေနဲ့အနိုင်မရရှိခဲ့ပဲနဲ့ Club Brugge ကိုဝမ်းစည်းဆိုတဲ့ရလဒ်မျိုးနဲ့ရှုံးနိမ်ခဲ့တယ်ပေါ့နော်။အဒီတစ်ချိန်မှာ Aston Villa အသင်းနေနဲ့ Club Brugge ရဲ့အိမ်ခွေးမှာအနိုင်ရရှိမလားပေါ့နော်။စိတ်ဝင်စားဖို့စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။ဒါရှုံးထွက်အဆင့်ပေါ့နော်။ဒါ16သင်းအဆင့်ဖြစ်တဲ့အတွက်အိမ်ဝင်အဝေးဝင်ပွဲစဉ်တွေကအဲဒါအလုံးဝကိုအရေးကြီးတဲ့အနေအထားမှာရှိပါတယ်။ ဆိုတော့ recent form လေးတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ club brush ကနောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲမှာတော့9ပွဲပျောက်ဆုံးထားတယ်။အဲ belgian league မှာဆိုလို့ရှိရင်တော့နောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲမှာပေါ့နော်ဒါ standard league ကိုဒါအင်္ဂွေမှာ1-2ဆိုတဲ့ရလတ်မျိုးနဲ့ရှုံးနေခဲ့တယ်လို့ဂျန်နဲ့နောက်ဆုံးကစားတဲ့ပွဲစဉ်မှာလည်း1-1ဆိုတဲ့ရလတ်မျိုးအဲတည်ကြခဲ့တာမျိုးရှိတယ်။ဒါပေမဲ့အာ club brush ကလည်းအထင်ကြီးလောက်เสียခြေသွမ်းမျိုးရှိတယ်ပေါ့နော်ဒီရဒီမှာ champion league ရှုံးထွက်အဆင့်ကိုတက်ရောက်လာတဲ့အနေအထားမှာသူ့အနေနဲ့ဒါ playoff ပွဲစဉ်မှာဆိုလို့ရှိရင်တော့ စီရီကလပ်အသင်းဖြစ်တယ်ပေါ့နော်အတ္တလန်တာအသင်းကိုအိမ်ကွင်းအဝေးကွင်းဒါနှစ်ကြော်စလုံးအနိုင်ရရှိပြီးတော့ပေါ့နော်ဒီအဆင့်ကိုတက်ရောက်လာတာဖြစ်တဲ့အတွက်ကိုအဲဘယ်ဂျီယန်ကလပ်ပေါ့နော်ကလပ်ဘရူ့ချ်ကလည်းခြေစွမ်းပိုင်းကောင်းတယ်လို့ကျွန်တော်သုံးသပ်လို့ရတယ်လို့ပေါ့နော်သူ့ရဲ့အိမ်ကွင်းမှာဆိုလို့ရှိရင်တော့လုံးဝမာကျောတယ်အသင်းကြီးတွေကိုခံကန်နိုင်ပြီးတော့အနိုင်ယူနိုင်တဲ့ခြေစွမ်းရှိရလို့အဲသုံးသပ်ရမှာလည်းဖြစ်ပါတယ်တစ်ဖက်ကအက်စတန်ဗီလာတရားတော့နောက်ဆုံးရှင်းပိုင်းကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်မှာခရစ်စတယ်ပယ်လစ်ကို4-1ဆိုတဲ့ရလဒ်မျိုးနဲ့ရှုံးနေခဲ့တယ်ဂိုးပြတ် ဒါပေမဲ့နောက်ဆုံးရှင်းပြကစားခဲ့တဲ့ပွဲစဉ်မှာတော့ဒါကာတီအသင်းကိုအာဖရိကပွဲစဉ်မှာပေါ့နော်ဒါ2-0ဆိုတဲ့ရလတ်မျိုးနဲ့အဆန်စီဝဲခြေစွမ်းပြမှုနဲ့အတူဒါအနိုင်ရရှိခဲ့တာမျိုးရှိတယ်ဆိုတော့နှစ်သင်းကြားရဲ့လူစင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Aston Villa အသင်းကတော့အာကလပ်ဘရူတာဆာလို့ရှိရင်အများကြီးတာပါတယ်ဒါတိုက်စစ်ပိုင်းအစုအဖွဲ့ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း Oliver King ဦးဆောင်လာမယ်ဒါ Rashford ပြီးရင် Asensio ပြီးရင် Roger တို့လိုကစားသမားမျိုးတွေရှိနေတာဖြစ်တဲ့အတွက်ပေါ့နော်ဒါလူစင်းရကြည့်မယ်ဆိုလို့ရှိရင်တော့တိုက်စစ်ကွင်းလည်းနောက်တန်းအာအဖက်ဖက်ကပေါ့နော် Aston Villa အသင်းကတားတယ်။ဒါပေမဲ့လည်း Belgian club ဖြစ်တဲ့ Clash Brugge ကတော့အိမ်ငွေအသာချက်ရှိနေတဲ့အပြင်သူတို့ရဲ့မာကျောပုံနဲ့အတူ Champion League မှာပေါ့နော်နောက်ထပ်အံ့ဩစရာဆွမ်းဆောင်ရည်ကိုပေါ့နော်ထပ်မံပြသနိုင်မလားတစ်ချက်ကြည့်ရမယ်။ဆိုတော့ top four လာတဲ့အာရှအကျော်ပေးမှုရတော့ Aston Villa အသင်းကတော့ဝေးဝင်းဖြစ်ပေမဲ့လေ level 20ဆိုတဲ့အနေထားမျိုးလေးတော့အကျော်ပေးလာတယ်။ Lee Face ပွဲစဉ်ပေါ့နော်သူတို့ Champion League မှာအုပ်စုမှာတွေ့ခဲ့တဲ့ပွဲစဉ်မှာတော့လေအဲဒီလိုကြီးမျိုးပဲ Villa ပေးတယ်။အကျော်ရှိကပြောလို့မအောင်ခဲ့ဘဲနဲ့ Club Brugge က1-0နဲ့အနိုင်ရရှိခဲ့တာမျိုးရှိတယ်။ ော့ဒီတစ်ချိန်မှာလည်းကျွန်တော်ထင်တာကဗီလာကြေးအောင်မှုခင်းအောင်မယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်အာပြပြတသား level 50လောက်တော့အနည်းဆုံးပေးတင်တယ်ဗီလာအနိုင်ရရှိမယ်ဆိုလို့ရှိရင်ပေါ့နော် level 20ဆိုတာကတော့တော်တော်လေးပါတယ်လို့ပြောလို့ရတယ်အာဘလို့ပဲဖြစ်ဖြစ် club brush အင်ဂွင်းဆိုပေမဲ့လည်းလူချင်းစုဖွဲ့မှုအရရယ်ပေါ့နော် Aston Villa အသင်းရဲ့ Premier League club အသင်းရဲ့အဆင့်တန်းရဆိုလို့ရှိရင်တော့ Villa နေနဲ့အနည်းဆုံး level 50လောက်တော့ပေးတင်တဲ့အနေအထားမျိုးလို့တော့ကျွန်တော်ထင်တယ်ဒါကြောင့်လည်းဒီပွဲစဉ်မှာတော့ကျွန်တော်ရဲ့အမြင်အရပြောမယ်ဆိုကျွန်တော်ကတော့ဒီပွဲစဉ်က ဝမ်ဝမ်ဆိုတဲ့တေးရလက်မျိုးလောက်ပေါ့နော်ဖြစ်သွားမဲ့ပွဲစဉ်လို့တော့ကျွန်တော်တော့ထင်တယ်အဲဒါကြောင့် clash brew တော့မှအနည်းငယ်လေးပို့ပြီးတော့ကြိုက်ပါတယ်အိမ်ခွေးမှာဒါတေးခံကန်နိုင်တဲ့ခြေစွမ်းမျိုးရှိတယ်လို့တော့ကျွန်တော်ရုံချီးပါတယ်ဒါကြောင့်ကျွန်တော် club brew အသင်းကိုတော့ရွေးချယ်ပေးချင်တာမျိုးရှိပါတယ်နောက်ထပ်ပွဲစဉ်ကတော့ PSV အသင်းနဲ့ Arsenal အသင်းရဲ့ပွဲစဉ်ဒီပွဲစဉ်ကတော့ Bournemouth မနက်2နာရီခွဲအာ PSV အသင်းရဲ့အိမ်ခွေးမှာပထမအကြောဖြစ်ရှင်ပြိုင်ကစားသွားကြမှာလေဖြစ်ပါတယ် PSV ကတော့ရှုံးထွက်ဆင့်ကိုတက်ရောက်လာတာဂျားထဲမှာကစားခဲ့တယ်ပေါ့နော် playoff ပွဲစဉ်မှာတော့ စီးရီအတင်းကြီးဖြစ်တဲ့ဂျူဗင်တက်အတင်းကိုအနိုင်ယူကျော်ဖြတ်ပြီးတော့ဒီဆင့်ကိုတက်ရောက်လာတာဖြစ်တယ်။ဒါမဲ့နောက်ဆုံးရှင်းပြန်ကစားခဲ့တဲ့ဒါနယ်သာလန်လိပွဲစဉ်ရောနယ်သာလန်ဖလားပွဲစဉ်မှာရောပေါ့နော်ဂိုးအဟတ်ဤကဲနဲ့အာနှစ်နှစ်ချိန်တွေးဆောင်ခဲ့ပြီးတော့နှစ်ချိန်လုံးကိုရှုံးနေခဲ့တယ်ပေါ့နော်လော်ရီဆန်ဖောင်နေရတော့နောက်ဆုံးနှစ်ပွဲမှာနိုင်ပွဲပျောက်ဆုံးထားတယ်။အဲခုနပြောလို့ပေါ့နော်ဂိုးဟတ်ဤကဲကိုနှစ်ချိန်လုံးရှုံးနေထားတာမျိုးရှိတယ်။တစ်ဖက်ကအာစနယ်တင်အာစနယ်တင်ကလည်းဒါပရီးမီးယားလိမှာဆိုလို့ရှင်တော့နောက်ဆုံးနှစ်ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့တယ်။ ဝါဆန်ကို1-0နဲ့ရှုံးပြီးတော့နောက်ဆုံးရှစ်ပိုင်းကစားခဲ့တဲ့ပွဲစဉ်မှာလည်းဒါ Nottingham Forest ကိုပေါ့နော်ဂိုးမရှိသေးရလက်ထွက်ပေါ်ခဲ့တာကြောင့်လည်းအဲလက်ရှိမှာဆိုလို့ရှိရင်တော့ Premier League Title Race ထဲမှာဆိုလို့ရှိရင်တော့ Liverpool အသင်းနဲ့တောင်မှဒါရမှတ်အဖြစ်ပေါ့နော်73မှတ်လောက်ထိကွာဟနေပြီလေဖြစ်တယ်ဆိုတော့နီးပြအဒီတာနဲ့အသင်းသားတွေကတော့လက်ရှိမှာ PR တွေအောက်ရောက်နေတယ်အဓိကတော့ဒါ Premier League ဖလားကြီးကိုလက်လွတ်ရဖို့ရခိုင်နှုန်းတော်တော်လေးများနေပြီဒါကြောင့်နီးပြအဒီတာတို့အနေနဲ့ Champion League ကိုပေါ့နော်အပြေးအဝအယုံဆိုင်လာဖို့လိုတယ် အဲဒါပေမဲ့လည်းလက်ရှိအနေအထားမှာအာဆင်နယ်တင်းရဖြစ်နေတာကသူတို့အတင်းရတိုက်စစ်မှုတွေက injury ရရှိနေတုံးပဲဆိုတော့သူတို့နှစ်တင်းရဟတ်တူဟတ်အရာကြည့်မယ်ဆိုရင်တော့ PSV အတင်းရအင်ကွဲမှာနောက်ဆုံးနှစ်ကြိမ်တွေးဆမှုမှာဆိုလို့ရှိရင်တော့အာဆင်နယ်တင်းကအသာစီးမရရှိပေနဲ့ PSV ကတစ်ကြိမ်နိုင်ပြီးတော့နောက်ဆုံးတွေးဆခဲ့တဲ့2023ဒီဇင်ဘာလမှာတွေးဆခဲ့မှုမှာဆိုလို့ရှိရင်တော့ PSV ကအဲ1-1ဆိုတဲ့တေးရလက်မျိုးအဲကြခဲ့တာဖြစ်တဲ့တော့ပေါ့နော်ထိတိုက်တွေးဆမှုမှာတော့ဒါနယ်သာလန်မြေမှာဆိုရင်အာဆင်နယ်ကို PSV ကအသာစီးရရှိထားတယ်လို့တော့ကျွန်တော်တို့ ဒါသုံးသပ်ရမှာလည်းဖြစ်ပါတယ်အဲဆိုတဲ့ခါကျတော့ဒါနှစ်သင်းရဲ့ lineup ရကြည့်မယ်ဆိုလို့ရှိရင်တော့အာဆနယ်လူဆုံနေဆိုလို့ရှိရင်တော့အာဆနယ်အနေနဲ့ကတော့ဒါအများကြီးတာပါတယ်ပေါ့နော်ဒါပေမဲ့လက်ရှိနေထားမှာဆိုလို့ရှိရင်တော့တိုက်စစ်ပိုင်းရှင်းမယ်ဆိုရင်တော့တိတ်တော့မကွာဘူးအာဒါ PSV အသင်းမှာဆိုလို့ရှိရင်တော့ Premier League အတွေ့အကြုံရင်းကစားသမားဖြစ်တဲ့ဒါ Paris ဥဆောင်လာပဲပေါ့နော်ဒီအောင်တို့ဒါ Lamb တို့ရှိနေတာဖြစ်တဲ့အတွက် PSV ရဲ့တိုက်စစ်ကလည်းတကယ်ကိုကောင်းမွန်တယ်ပေါ့နော်အာတစ်ဖက်မှာကတော့ တိုက်စစ်မှုတွေအကုန်ဒီပါ injury ရနေတာဖြစ်တဲ့အတွက် Arsenal ကတော့ဒါ Trossard, Mourinho တို့ရောမှတိုက်စစ်တင်ဆော့လာဖို့ရှိတယ်ပြီးရင် Anwar Yu နဲ့ပွဲထွက်လာဖို့ရှိနေတယ်ပေါ့နော်ဆိုတော့တိုက်စစ်ပိုင်းကတော့တိတ်တော့မတိတ်မရေးပဲပေါ့နော်ဒါမဲ့ကွင်းလယ်ပိုင်းကျတော့ Arsenal ကတာပါတယ်ဒါ Declarise တို့ Jorginho တို့ Odegaard တို့အပြင်ဒါ Thomas Partey လို့ကစားသမားမျိုးတွေရှိတယ်နောက်တန်းလဲ Arsenal ကတာပါတယ်ဒါ Cleffiori Fulham မှာပေါ့နော် Timber ပွဲထွက်လာဖို့ရှိတယ်စံတပတ်မှာကတော့ Gabriel Saliba တို့ပွဲထွက်လာဖို့ရှိတယ်ပေါ့နော်အဲတစ်ဖက်မှာကတော့ဒါ အာဗာဒမန်တို့ရှိမယ်ပေါ့နော်ရှလောက်တန်တို့ရှိမယ်ဒါတို့တင်းရဲ့ထုံးစံတိုင်းပဲ PSV ရဲ့ဒါကွင်းလေကစားသမားတွေပေါ့နော်နောက်တန်းမှာဆိုလို့ရှိရင်တော့ PSV ကဒါဖလမင်ဂိုတို့အာဘော့စကာလီတို့ဂျူနီယာတို့ဥဆောင်လာဖို့တော့ရှိတယ်ဆိုတော့ PSV ရဲ့နောက်တန်းကတော့နည်းနည်းလေးနောက်ပိုင်းနှစ်ပွဲမှာအာဂိုးတွေပေးနေရတာမျိုးရှိရတော့ပေါ့နော်အရင်ကတော့ solid မဖြစ်တာမျိုးတော့ရှိတယ်ဆိုတော့နှစ်တင်းရတော့ခုနကပြောလို့လူစင်းရတော့မျှတပါတယ် Arsenal လည်း Arne Jet ရှိနေတယ်လို့ PSV လည်း Arne Jet တချို့ရှိနေတယ်ဒါပေမဲ့ PSV ကတော့အင်ဂွေအာတာ Jet ရှိတယ် အိမ်ဝင်မှာဆိုလို့ရှင်တော့အာစနယ်ကိုအตาရတဲ့ဟတ်တူဟန်မျိုးလေးကိုပိုင်ဆိုင်ထားတာမျိုးရှိတယ်ဆိုတော့ဘလိုပဲဖြစ်ပါအာရှအကျော်ပေးမှုရတော့ဒီပွဲစဉ်ကအာစနယ်တင်းကတော့ဒါ level 90အရှုံးလောက်တော့အကျော်ပေးလာတဲ့အနေထားမှာရှိရပါတော့ဒါလေးကလည်းစိတ်ဝင်စားဖို့ကောင်းတယ် PSV အိမ်ဝင်ဖြစ်ပေမဲ့လည်းဒါအာစနယ်ဆိုတဲ့အနေထားပေါ့နော်ပရီးမီးယားလိအသင်းကြီးဆိုတဲ့အနေထားမှာတော့ဒီကြေးကမျှတရလို့ကျွန်တော်ထင်တယ်။ဒါမဲ့ကျွန်တော်အာစနယ်ကိုလည်းတိုက်စစ်ပိုင်းအားနေချက်တော့တိတ်တော့မယုံရဲဘူးပေါ့နော်။အားနေချက်ကြောင့် ဒါကြောင့်ကျွန်တော်တို့ကိုကောင်းကြီးနဲ့ချင်းကြီးမယ်ဆိုလို့ရှင်တော့နှလုံး80အရှုံးဆိုတဲ့အနေထားမျိုးလေးရှိတယ်။အပြောင်းလဲလေးလေးရှိကောင်းရှိနိုင်တယ်ပေါ့နော်။ဒါကြောင့်ဒီအနေထားမှာတော့ကျွန်တော်ထင်တယ်နှစ်သိန်းကတော့အပြန်လန်သွင်းကိုလေးနည်းမဲ့ပွဲစဉ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်။ Arsenal သိန်းတိုက်စစ်ကိုလည်းတိတ်အားမရတာတချောင်းအာ PSV အနေနဲ့ကလည်းအင်ဂွင်းမှာကစားရတယ်ဆိုရင်လည်းတိတ်ပြီးအားမရတာတချောင်း။ဒါကြောင့်ပေါ့နော်ဒီပွဲစဉ်ကကျွန်တော်ထင်တယ် Arsenal နိုင်လေကိုရန်ပြတ်မဲ့ပွဲစဉ်မဟုတ်ဘူး။အများသောအားဖြင့်ဒီပွဲစဉ်ကတေရလက်ကိုပဲပေါ့နော်။ရှေ့ရပွဲစဉ်ကိုဥတီနေတဲ့ပွဲစဉ်လို့တော့ထင်တယ်။ဒါတော့ကျွန်တော်အမြင်ပေါ့နော်။ဒါကြောင့်ဒီပွဲစဉ်မှာကျွန်တော်ထင်ပါတယ်။ အဲဂိုးနဲ့တော့မဲ့ပွဲစဉ်လို့ရှိနေတဲ့ကျွန်တော်ဂိုးအောက်ကိုရွေးချယ်ပေးခြင်းပါတယ်အဲဒါကတော့ဒီဘော်ဒူးနေမှာရှင်မြန်ကစားမဲ့ချန်ပီယံလိရှုံးထွက်ပေါ့နော်16သင်းအဆင့်ပထမကျောပွဲစဉ်လေးတွေအကြိုက်ဆုံးနှစ်ပွဲကိုရွေးချယ်ပေးကြတာလေးဖြစ်ပါတယ်အဲဆိုတော့အမြင်လေးတွေ comment box မှာဝင်မျှပေးသွားကြကြပါဦးကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာအကျွန်တော်ရဲ့မမဂရူလေးကို join နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော် Viber number လေးချပေးထားတာမျိုးရှိပါတယ်ပေါ့နော်အဲမမဂရူလေးကိုလည်း join လို့ရပါတယ်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ